ရှင်ဘုရားရှင်ကအဲ့ဒီမှာအတွေ့အတွေ့လေးဟောထားတယ်အစ္စဒံဝါဗဟိတံဝါမိမိခန္ဓာသူရဘာခန္ဓာဟောလာရိကံဝါသူကုမံဝါကျန်တန်တဲ့ခန္ဓာနှုတ်ညံတဲ့ခန္ဓာဟိနံဝါပဏိတံဝါရောက်ညံတဲ့ခန္ဓာမြင့်မြတ်တဲ့ခန္ဓာ ဆိုတော့မြင့်မြတ်တဲ့ခန္ဓာယုတ်ညံ့တဲ့ခန္ဓာဆိုတော့ဘသူကမြင့်တယ်ဘသူကယုတ်တယ်ပြောမလဲပြစ္စုပန်မံပြစ္စုပန်မကြည့်နဲ့ဘုံနဲ့ပဲအရင်ကြည့်မယ်။ဟောမြမပြီနဲ့နတ်ပြီဒီနှခုနိုင်ရှင်ရင် မြမပြီကတော့ဒါမြင့်မြတ်တဲ့ပြီပဲမြင့်မြတ်တဲ့ခန္ဓာပဲနတ်ပြီကလူတွေကြတော့ဟီနံဝါယုတ်ညံ့တဲ့ခန္ဓာနိုင်တဲ့ခန္ဓာပေါ့ နတ်ပြည်နဲ့လူပြည်နဲ့တိုက်မဲ့ဆိုရင်တော့နတ်ပြည်သည် မြင်းတဲ့ခန္ဓာလူပြည်သည် နှိမ့်တဲ့ခန္ဓာလူပြည်နဲ့အပေလေးပုံနဲ့တိုက်ရင်လူပြည်သည် မြင်းတဲ့ခန္ဓာအပေလေးပုံသည် နှိမ့်တဲ့ခန္ဓာတလို့ဖြစ်မယ် ဒါဖြင့်လူပြည့်ထိမှလည်းပဲယောဂီတော်ပညာတပညာမတ္တဥစ္စာရှိဥစ္စာမရှိဒီလိုအမျိုးမျိုးတော့တိုင်းတော့ရတယ်ပေါ့တိလာရှိမရှိတမန္တိရှိမရှိပညာရှိမရှိဒီလိုအနိုင်မြင့်တိုင်းတော့ရတယ်အဲ့ဒီလိုလည်းပဲဘုရားရှင်က ရှုကြည့်ပါဦးတဲ့ဟိနံဝါပဏိတဝံပဏိတံဝါမြင့်တဲ့ခန္ဓာနိုင်တဲ့ခန္ဓာအပြင်လည်းပဲရှုကြည့် ဩမြင်တဲ့ခန္ဓာလေးပဲအနိစ္စဒုက္ခအနန္တမမြဲဘူးဆင်းရဲမယ်ပြောမရမြင်တဲ့ခန္ဓာကလည်းပဲအနိစ္စဒုက္ခအနန္တဆိုတော့ယောဂီတို့လူလောကမှာပဲဆိုပါစို့ဘာပဲဖြစ်ဖြစ်ဘာတစ်ခုပဲရှိလို့ဘဝင်တွေမြင့်မနေနဲ့ပိဿံရှိလို့လည်းဘဝင်မြင့်မနေနဲ့ပြဉ္ဉ္ဏတရရင်လည်းမြင့်မနေနဲ့ ရတုအာနာရှိလို့လည်းဘဝနဲ့မြင့်မနေနဲ့အာလုံးသည်ရုပ်တဲ့ခန္ဓာရောနှိမ့်တဲ့ခန္ဓာရော မြင့်တဲ့ခန္ဓာရော အနိစ္စတခုမှဒီမြေခြင်းမရှိဘူးသူကတာနေတာမျိုးမရှိဘူးတဲ့ဓမ္မမြေလုံးနဲ့ကြည့်ဒုက္ခဆင်းရဲတာလည်းအတူတူပဲအနတ္တသူလည်းပြောမရကိုယ်လည်းပြောမရအနတ္တအတူတူပဲအနတ္တအတူတူပဲတဲ့ ဓမ္မမျိုးလုံးနဲ့ကြည်ရင်တော့ယုံနာခန္ဓာပဲဒါပေမဲ့အတိတ်ကဒါနသီလတွေအာကောင်းလို့ကံတွေအာကောင်းလို့ဘဝမှာ မြင့်ကြရရတယ်ပေါ့အဲ့ဒါကိုဝိပဿနာမျိုးလုံးနဲ့ကြည်မယ်ဆိုရင်တော့အလုံးစည်အနိစ္စပဲဒုက္ခပဲအနတ္တပါပဲတဲ့ဘုရားရှင်ကအဲ့ဒီလိုလေးပဲအနည်းအမြင့်လေးကြည်ခိုင်းတယ် အနိမြေကိုလည်းယူခိုင်းနေ။ဩဆင်းရဲခြင်းတံအလုံးအနိစ္စဒုက္ခအနတ္တဘာယောလံ။ပညာတပညာမေအလုံးအနိစ္စဒုက္ခအနတ္တဘာယောလံ။ယာထုအနာရှိမရှိအလုံးဟာအနိစ္စဒုက္ခအနတ္တဘာယောလံ။သီလရှိမရှိအလုံးဟာအနိစ္စဒုက္ခအနတ္တဘာယောလံ။တမန်တိရှိမရှိအလုံးဟာအနိစ္စဒုက္ခအနတ္တဘာယောလံ။ပညာရှိမရှိအလုံးဟာအနိစ္စဒုက္ခအနတ္တဘာယောလံ။ တူတယောက်တည်းကတကောတည်းကြီးလို့သူတို့မသေးတော့ဘူးလို့ထင်နေထင်တတ်တယ်။အဲ့ဒီအဆွေးကိုအဓိကဖြောက်စေလိုတာလားတော့မသိဘူး။တချို့ကအိုးဘုံတကောတည်းကြီးတူတယောက်တကောတည်းပြဘာညာဆိုသူ့ကိုတသက်လုံးမသေးတော့ဘူးလို့ထင်မှဇို့လို့ထင်ပါရဲ့။ဘာဖြစ်ဖြစ်တဲ့အလုံးဟာနိစ္စဒုက္ခအနတ္တပဲ ီနေရာမှာနိုင်တဲ့လူထဲမြင့်တဲ့လူကိုမြင်စေလိုတာနဲ့တူပါတယ်ဒါဘုံဘုံတော် interpretation ပေါ့မြင့်တဲ့လူကိုတဲ့သာတဲ့လူဆိုအထင်တွေကြီးပြီးတော့သူပဲသက်သက်လို့မသေးတော့သလိုလိုပေါ့အဲ့ဒါကိုသိစေလိုတာလားတော့မသိဘူးအနိစ္စမမြေဘူးဒုက္ခသူလေးဘေးသင့်နေတာပဲ အနတ္တသူလေးတကူမှကွန်ထရိုးလုပ်လို့မရဘူးထိရှုပ်လို့မရပါဘူးတဲ့ပြီးတော့နောက်ဆုံးနှလုံးကယံဂျူရေတန်တိကေဝါယံဂျူရေဝေသောရောက်တန်တိကေနီးတဲ့ရောက်ဘာပြောလဲရောက်မှလည်းအဝေးရောက်အနီးရောက်နာမလည်းအဝေးနာအနီးနာအဲ့ဒီလိုရှိတယ်တဲ့

မျက်စိအစဉ်တိလွေတဲ့နာအတန်နှာခေါင်းအနတ်ရှာအယတာကာယနဲ့ဖောဓာပဓာတ်သုံးပါအတွေ့အထိတိလွေတဲ့မြင်လွေတဲ့အဲ့ဓာတိတန်တိကေဆိုတဲ့အနိယောအဝေးရောက်ကြတော့ကြံတဲ့ရုပ်တွေပေါ့ရုပ်28ပါးမှကြံတဲ့ရုပ်တွေအဲ့ဓာတိအဝေးရောက်တဲ့ထောထွင်းရွတ်တိနိုင်ခေလိုအဝေးရောက် ထောထွင်းပြီးတော့တိဖို့ရန်လွယ်ကူလို့တန်တိကဆိုရအနိယောတဲ့အဲ့ဒီယုတ်ဒီအာလုံးသည် အနတ္တလက္ခဏာသုံးမှနေတ္တမမနေသောဟမသမိနေသောမေအတ္တငါမဟုတ်ငါရောငါဤဥစ္စာမဟုတ်ငါမဟုတ်ငါရဲ့အတ္တမဟုတ်တခြားတခြားသောပါဠိတော်တွေမှတို့တချို့ထာဂရာတွေမှပေါ့ သဗ္ဗံရူပံသဗ္ဗံဝေဒနံတဉ္ဇံသင်္ခါရဝိညာဏံအနိစ္စံခယထေနံအနိစ္စမမြေဘူးဒုက္ခံဘယထေနံဘေးသင့်နေသလိုပဲအနတ္တအတ္တရကထေနံတခုမှအနှစ်မရှိဘူးတဲ့ဒါဖြင့်ယောဂီတော်တရားရှုတဲ့အခါယုံနံကိုရှုတယ်ယုံနံကိုရှုတယ်ဆိုတဲ့အခါမှာ အတိတ်နာကပြစ္စုပန်ရှုပေးပါဒီစလုံးသုံးလုံးကတော့အဓိကဗရဏံကြာပြီးတော့မိမိရဲ့ခန္ဓာကိုရှုပေးပါသူတော်ဘာရဲ့ခန္ဓာကိုယ်ကိုလည်းရှုပေးပါတဲ့ပြီးတော့ကျင့်တန်တဲ့ရုပ်ပေါ်လာတဲ့အခါမှာရှုပေးပါနှုတ်ညသင်ခွဲတဲ့ရုပ်ပေါ်လာတဲ့အခါမှာထင်ရှားတဲ့အခါလည်းရှုပေးပါတဲ့ နာယုံဉာဏ်နဲ့မြင်တဲ့ယုံဉာဏ်နဲ့ယုံနံမြင်မြတ်တဲ့ယုံနံအဲ့ဒါတွေကိုလည်းရှုပေးပါတယ်တခါတခါမှသူကပိဿံရှိလို့ရာထူအာနန္ဒရှိလို့ဘယ်တော့မှမသေးတော့သလိုမျိုးမထင်ပါနဲ့တဲ့အလုံးဟာသေမျိုးတဲ့ယန္တုရေတန္တိကေဝါထင်ရှားတဲ့ယုံမထင်ရှားတဲ့ယုံဒါတွေကိုလည်းပဲရှုပေးပါ အဲ့ဒီလိုရှုမှတ်လိုက်တော့ဘာဖြစ်သလဲဧဝံပတ္တံဤကဲ့သို့ရှုမှတ်လိုက်သည်ရှိသောသုတဝါအရိယသာဝကိုသုတဝါအရိယသာဝကိုတဲ့အရိယရဲ့တပြည့်အကြမြင်ရှိတဲ့ပုဂ္ဂိုလ်သည်တဏှိယဖြင့်အရိယသာဝကသည်အရိယစကားကိုနားထောင်မှုတဲ့သုတဝါကြားမြင်တဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သည် အရိယပုဂ္ဂိုလ်သည် ရူပသမိနိုင်ပင်တတိဝေဒနာယပိနိုင်ပင်တတိသိညာယပိနိုင်ပင်တတိသင်္ခါရေသူပိနိုင်ပင်တတိဝိညာဏသမိပိနိုင်ပင်တတိယောဝေဒနာသိညာသင်္ခါရဝိညာဏအပေါ်မှာညီငွေလာမေဘလိုများညီငွေသွားတယ်လို့မမင်းနဲ့အတိတ်နာကပြည့်စုံမှတခုမှအတိတ်ပဲမရှိဘူးလို့ယူထားလို့မသွားကျင်တော့တာအနာကတော့အဲ့ဒါကြောင့်ညီငွေတာဗျာ ထိုင်နေရင်ရှုနေရင်တခါတည်းဘာမှမသိညင်ငွေတဲ့စိတ်ကလေးပေါ်လာတာမဟုတ်ဘူးမပေါ်ခင်ကတည်းကညင်ငွေကြောင်းကိုရှုနေလို့ညင်ငွေတယ်ဒါကြောင့်ယောဂီတော်မြေတံပြောတယ်ကိုလှုပ်နေတဲ့အရာဒီဘေးကိုအကြောင်းဖန်နေတယ်လေဘေးအကျိုးကိုဒရယ်ရှင်းသွားနေတယ်လေဒါလေးကိုကြည့်ကိုကဘာလှုပ်နေတယ်လေအဲ့ဒီလှုပ်တဲ့အကျိုးပြရမှာပဲဒါလေးလှုပ်လိုက်တာနဲ့မစည်းမစံကြီးတခါတည်းနိဗ္ဗာန်ရောက်သွားတာမဟုတ်ဘူး အဖြူဖြူလို့မှတ်နေရင်မြင်သမျှအဖြူစိတ်သေးထင်မှန်ပဲနွားကိုကြားလို့မှတ်နေတဲ့လူကနွားမြင်နေကြားလို့ထင်မှန်ပဲသူ့အကျိုးကသူ့ဟာသူပါလာတာယခုလည်းပဲယောဂီတော်ဟောဒီခန္ဓာကိုယ်ကြီးနှိမ့်နှိမ့်မြင့်မြင့်တဲ့ကိုယ့်ရဲ့ခန္ဓာရောသူတစ်ပါးရဲ့ခန္ဓာရောယုတ်တာရောညံ့တာရောဝေးတာရောနီးတာရောကွာတဲ့အလုံးအစအစွန်အတိတ်အနာကပြည့်စုံပါရှုထားတာ ကံအတိတ်ကလည်းခန္ဓာကအနိစ္စဒုက္ခအနတ္တဘာမှမဟုတ်ဘူးတဲ့အနာကမှလည်းဘာမှဟုတ်မှာမဟုတ်ဘူးတဲ့ပြည့်စုံပါလေဘာမှမဟုတ်ဘူးဆိုတော့ဒီပုဂ္ဂိုလ်သွားရနမ်းမရှိတော့ဘူးခန္ဓာကိုယ်နဲ့ပတ်သက်လို့လောချင်းစရာတက်မဲ့စရာမရှိတော့ဘူးမရှိတော့ဘာဖြစ်တယ်လဲယူပသမိနိုင်ပိန်တတိမငင်းငွေလို့ဘယ်သွားမတော့နိုင်ပိန်ဒညံလို့ပဲပြောပြောတာဘုရားရှင်ရဲ့ညံစင်ပဲ ယူဘသမိနိုင်ပင်တတိဝေရဏံသိညာသင်္ခါရဝိညာဏသမိပိနိုင်ပင်တတိညီငွေပါရတဲ့နိုင်ပင်တံဝိရဇတိညီငွေတော့ဘာဖြစ်မလဲညီငွေတော့ဒီပုံမှာတခြင်းကင်းပါရဲဆွေခြင်းကင်းပါရဲပေစွန့်ဖို့ကြိုးစားပါပြီညီငွေတော့ပေစွန့်ဖို့ကြိုးစားတယ် တတ်ခြင်းကင်းတယ်ဆွေးခြင်းကင်းတယ်အဲ့ဒီလိုကင်းတော့ဘာဖြစ်မလဲဝိယာကောဝိမု ක්ස တိရာဂကနေပြီးတော့လွတ်မြောက်တာပဲဒါဖြင့်ယောဂီတို့ အတိတ်ခန္ဓာကိုယ်ကိုလည်းယူအနန္တခန္ဓာကိုယ်ကိုလည်းယူပစ္စုပန်ခန္ဓာကိုယ်ကိုလည်းယူဘုသူ့အပေါ်မှာယူရမလဲမိမိခန္ဓာကိုယ်မှာလည်းယူသူတော်ဘာခန္ဓာကိုယ်မှာလည်းယူ ကျန်တန်တဲ့ဓာတ်၃ပါးနဲ့မျက်စိစက်ပြီးတော့ပေါ်လာရင်လည်းရှုမကျန်တန်တဲ့တခြားသောရုပ်တွေမြင်ရင်လည်းရှုနောက်ပြီးတော့အနည်းအမြင့်ဘုံနဲ့ကြည့်လိုက်ရင်ပြစ္ဆုဗံရှင်နေနဲ့ကြည့်လိုက်ရင်အနည်းအမြင့်ခန္ဓာကိုယ်ပေါ်မှာလည်းရှုအနည်းအဝေး ခန္ဓာကိုယ်ပုံမှန်လေးရှုပါတဲ့အဲ့ဒီလိုရှုရင်တရားဓမ္မရပါလိမ့်မယ်လို့ဘုရားရှင်ရဲ့တရားဒေသနာတော်ကိုကျင့်ကြံပွားများအထောက်ပြီးတော့ယောဂီအပေါင်းသူတော်ကောင်းတော်သည်လည်းပဲတရားဓမ္မကိုရရှိခံစားစံစားနိုင်ကြပါစေကုန်တည်း